မင်းစုရဘုံကျဲခံရလို့တေဆုံးရသူတွေထဲအသက်6လရွယ်ကလေးငယ်အပါဝင်အသက်14နှစ်အောက်ကလေး9ဦးပါပါဝင်နေပေမဲ့စစ်ကောင်စီလော်ဘီတွေကတော့အကြမ်းဖက်တွေမှုဘုံကျဲတုတ်တင်လိုက်တာလို့ဖြန့်ဝေနေပါဗျ။မင်္ဂလာပါ။ TV ဖတ်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့မင်းကင်းမြို့နယ်မင်းစုရွာကတေဆုံးရသူတွေနဲ့ပတ်သက်တဲ့ဖြန့်ဝေနေတဲ့သတင်းအမှအကြောင်းအရာတွေ ကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာကသူတို့သမီးအပါဝင်အများပြတေဆုံးရတာဟာ KTL မင်္ဂလာဆောင်မှုဘုံကျဲတိုက်ခိုက်လိုက်တာဟုတ်မဟုတ်စတဲ့စစ်စစ်ချက်တွေကိုဒီ podcast ကနေနားဆင်ရမှာပါမင်းကင်းမြို့နယ်မင်းစုရွာကတေဆုံးရသူတွေဟာအကြမ်းဖက်တွေဖြစ်တာမို့ဘုံကျဲတုတ်တင်လိုက်တာအယောက်30ကျော်တေဆုံးသွားတယ်လို့စစ်တပ် lobby တွေကဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့တေဆုံးရသူတွေထဲမှာလာသားရွယ်ကလေးငယ်တွေပါ ပါဝင်နေတာဖြစ်ပြီး လေးကိုဦးထိပါပါဝင်နေခဲ့တာပါဒီလိုကလေးငယ်တွေအပါအဝင်တည်ဆုံရသူတွေဟာစစ်ကောင်စီလော်ဘီတွေကအကြမ်းဖက်တွေလို့ဆွဆွဲခေါ်ဝေါ်လေးရှိတဲ့တော်လှန်ရေးသမားတွေမဟုတ်ဘဲပြည်သူတွေသာဖြစ်တယ်လို့ DVB နဲ့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဒေသခံတွေကိုမေးမြန်းပြီးသတင်းဖော်ပြထားပါတယ်။ဒါကြောင့်မင်းကင်းမြို့နယ်မင်းစုရွာကတည်ဆုံရသူတွေဟာအကြမ်းဖက်တွေဖြစ်တာမို့ဘုံကျဲတုတ်တင်လိုက်တာအယောက်30ကျော်တည်ဆုံသွားတယ်လို့ဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ နောက်ထပ်နားဆင်ရမယ့်သတင်းအမှားစစ်ဆေးချက်ကတော့ကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာကသတို့သမီးအပါအဝင်အများပြတေဆုံးရတာဟာ KTLA မင်္ဂလာဆောင်မှုလို့ဘုံခွဲတိုက်ခိုက်လိုက်တာဆိုပြီးစစ်ကောင်စီလော်ဘီတွေကဖြန့်ဝေနေတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး DVB နဲ့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာပဲခူးတိုင်းအရှိချမ်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာပြုတ်လုပ်နေတဲ့မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်သူတို့သမီးအပါအဝင်ကလေးတွေနဲ့ပြည်သူတွေတိတ်ဆုံးခဲ့ကြတယ်လို့ဒေသခံတွေကမေးမြန်းပြီးသတင်းဖော်ပြခဲ့တာပါ။ဒါအပြင်တိတ်ဆုံးရသူတွေနဲ့ပတ်သက်လို့ KNU ကလည်းသတင်းထုတ်ပြန်ခဲ့ပြီး KNU ရဲ့ထုတ်ပြန်ချက်တွေထဲမှာနမဲအသက်နဲ့တကွပြည့်အစုံဖော်ပြထားတာဖြစ်ပြီးတိတ်ဆုံးရသူတွေထဲမှာကလေးငယ်တွေပါပါဝင်နေတာဖြစ်ပါတယ်။ဒါကြောင့် ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာ KTL မင်္ဂလာဆောင် ပြုတ်လုံနေချိန်မှာဘုံခွဲတိုက်ခိုက်လိုက်လို့အယောက်30ထပ်မင်းသေဆုံးခဲ့တယ်ဆိုပြီးဖြန့်ဝေနေမှုဟာစစ်ကောင်စီဘုံကျဲချလို့ပြည်သူတွေထိခိုက်သေဆုံးရတဲ့ဖြစ်စဉ်ကိုအဆအဆုံးပြုတ်ပြင်ဖန်တီးပြီးဖြန့်ဝေနေတဲ့သတင်းအမှားပဲဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှားခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်း ချက်ချင်းလက်ခံလိုက်တာမျိုးမလုပ်ပဲမိမိတို့ကိုယ်တိုင်ဖတ်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းအချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်